တိုင်းကြုံပြော်မြို့နယ်အတွင်းကိုအခုရက်ပိုင်းတွင်ရှစ်ရှုံးစစ်ကောင်စီတပ်တွေတက်ဆုပ်ပြေးလာတဲ့အတွက်ရဲတပ်ဖွဲ့ဝင်အားရှိအချို့နဲ့အုပ်ချုပ်ရေးမှုတွေကကြုံပြော်ကနေထွက်ပြေးဖို့စီစဉ်နေတယ်လို့သိရပါဗျ။ ရေကြီးမြို့နယ်အမြောက်တက်အမတ်တ344ကနေလက်နက်ကြီးတွေကိုဇွန်လ12ရက်နေ့ကကျုံမျောခလိုက်ရ36ကိုပြောင်းရွှေ့ထားပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ပါတက်ဆုပ်ပြေးလာရတဲ့အတွက်ကျုံမျောအုပ်ချုပ်ရေးပိုင်းကတာဝန်ရှိသူတွေကပါပိုင်ဆိုင်မှုတွေကိုတင်စီပြီးကိုလွတ်ယုံပြေးဖို့စီစဉ်မှုတွေရှိတယ်လို့ဒေသခံတွေစီကသိရပါဗျ။လက်နက်ကြီးတန်တွေကြားရင် မကြောက်ကြဖို့ကြောင်းတက်နေတဲ့ကလေးတွေကို မိဘတွေအနေနဲ့အထိတ်တလန့်ဖြစ်အောင်လာမခေါ်ကြဘူးစစ်တပ်ကအစည်းအဝေးခေါ်ပြောတယ်ဒါပေမဲ့အုပ်ချုပ်ရေးအဖွဲ့တွေကတော့ပြေးဖို့လုံနေကြတယ်လို့ကြုံမျိုးဒေသခံက ER Times ကိုပြောပါရယ်။တွန်လိုင်းတပ်ဖွဲ့တွေကိုမနက်လာမှလားညနေလာမှလားဆိုပြီးတချင်းစုကလောင်ပြောင်ခဲ့တဲ့အုပ်ချုပ်ရေးမှုနဲ့အဖွဲ့ဟာလည်းကြုံမျိုးကိုစီရေးရောက်ရှိလာမှကိုစိုးရိမ်ပြီးထွက်ပြေးဖို့စီစဉ်နေခြင်းဖြစ်တယ်လို့ဒေသခံတွေစီကသိရပါရယ်။ ကျုံမြောင်မြို့နယ်စီမံအုပ်ချုပ်ရေးပိုင်းကဗိုလ်မှူးနေအောင်ဟာအုပ်ချုပ်ရေးမှုတွေကိုအခုတစ်ပတ်အတွင်းစစ်မှုရန်တပ်သားတစ်တွေစုဆောင်းပေးဖို့ဖိအားပေးနေပေမဲ့အုပ်ချုပ်ရေးမှုနဲ့အဖွဲ့တွေက ပြေးဖို့တန်စီစဉ်နေတယ်လို့သိရပါတယ်။ကျုံမြောင်ခလာရ36တွင်စစ်ကောင်စီတပ်တွေတက်ဆုပ်ပြေးလာပြီးအထက်အရာရှိတွေကလူဝင်အားပြန်လည်စုဖွဲ့ကရေးကြီးကိုပြန်လည်ပို့ဆောင်ဖို့စီစဉ်နေတယ်လို့လည်းဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။ ရေကြီးမြို့နယ်အမြောက်တပ်344ကိုတွန်လိုင်းတပ်ဖွဲ့တွေက အနီးကပ်ဝင်ရောက်တိုက်ခိုက်နေပြီးအသင်းဆောက်လုပ်ထားတဲ့နှစ်ထက်အင်္ဂရိဘန်ဂါတွေကိုပါလက်နက်ကြီးတွေနဲ့တိုက်ခိုက်နေတာပါအေရီတိုင်းလဘုတ္တခရိုင်မော်လမြိုင်ကျွန်းမြို့နယ်ဖိုးသာရေးကျေးရွာအုပ်စုမှာစစ်မှုထမ်းဖို့လိုက်သွားသူတူကရှေ့တန်းမှာကြီထိမှန်ပြီးတော့ဗိုက်ပေါက်သွားလို့ဒေသခံတွေစီကဆေးကုသစရိတ်ထက်မှန်တောင်းခံနေတယ်လို့သိရပါဗျ။ စစ်မှုရန်ပတ်စင်၃တွက်ဖိုးတိုင်ကျေးရွာအုပ်စုကငွေကျက်340ယူပြီးတော့စစ်မှုထမ်းဖို့သဘောတူလိုက်ပါသွားခဲ့တဲ့အဲ့ဒီတတသည်ဟာရှေ့တန်းမှာဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။၎င်းကိုအရေးပေါ်စေကူတာဖို့အတွက်ကျေးရွာအတွင်းကတိန်တောင်ကိုငွေ၄000ကျပ်နှုန်းနဲ့အတင်းအဓမ္မကောက်ယူနေတယ်လို့ဒေသခံတွေစီကသိရပါတယ်။ အတမစူဆောင်ခံရတဲ့သူမဟုတ်ဘူးပစံယူပြီးလိုက်သွားတာရှေ့ရမဒံရရတာစစ်တပ်ဘက်ကပဲကုရမှာပေါ့ဘာဖြစ်လို့ဒေတာကန်တွေစီကပစံတောင်းရတာလဲလက်မခံဘူးလို့မော်လမြိုင်ကျွန်းဒေတာကန်တူက ARD Times ကိုပြောပါရယ်အဲ့ဒီတတတင်ဟာစစ်မှုရန်လိုက်သွားဖို့အတွက်လိုလိုလားလားစည်ရင်ပေးသွင်းခဲ့ပြီးငွေကျပ်340ဘာယူဆောင်ခဲ့တဲ့အတွက်ဒံယာရလာတာကိုစေကူတာစီထက်မှန်ပေးဖို့တောင်းခံတာကိုဒေသခံတွေကခြေနဲ့ချင်းမရှိဘူးလို့သိရပါဗျ အဲ့ဒီတပ်သားတင်ဟာအခချင်းငွေယူပြီးမိမိသဘောလျောက်စစ်တပ်ထဲလိုက်သွားတဲ့အတွက်စေကုတရာမှာလဲစေကောင်စီကတာဝန်ရှိနေပြီး၎င်းစေကုတဖို့ငွေကြေးကောက်ခံတာဟာလုံထုံးလုံနည်းနဲ့မညီဘူးလို့ဒေသခံတွေကထောက်ပြပြောဆိုပါတယ်စစ်ကောင်စီကစစ်မှုရန်တင်နန်းသားအစ်တွေကိုရှေ့တန်းကိုပို့ဆောင်နေပြီးဒဏ်ရာရသူတွေနဲ့အစုလိုက်ထွက်ပြေးမှုတွေရှိနေတယ်လို့လည်းသိရပါဗျ။ လက်တလုံးမှာစစ်ကောင်စီရဲ့စစ်မှုရန်ပတ်စဉ်၁၄အထိရောင်းရှိလာပြီဖြစ်ပြီးပြီးခဲ့တဲ့ရက်ပိုင်းတွင်ကစစ်မှုရန်မတ်စဉ်၁၇ကိုတင်နန်းဆင်ပေးခဲ့တယ်လို့သိရပါတယ်။အယောင်ရီတိုင်းတွင် ရေကြီး၊တာပေါင်း၊အင်ကပူ၊လေးမျက်နာတို့မှာစစ်ကောင်စီနဲ့တွန်လိုင်းဖူပေါင်းတပ်ဖွဲ့တွေတိုင်ပွဲတွေပြင်းထန်နေပြီးရေကြီးအမြောက်တပ်ကစစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကြုံမျော်ဘက်ကိုထွက်ပြေးနေရတယ်လို့ဒေသခံတွေကသိရပါတယ်။ အေရီတိုင်းပသိမ်မြို့အနောက်တောင်တိုင်းစစ်ဌာနချုပ်မှာစူဆောင်းထားရှိတဲ့လူငယ်တွေကိုပြည်သူ့စစ်မှုရန်အမှတ်စဉ်14အဖြစ်ဇွန်လ14ရက်ကတင်နန်းတွေကိုစတင်ဆေးလွှတ်ခဲ့တယ်လို့သိရှိရပါတယ်။တိုင်းတွင်းမှာအတမစူဆောင်းခံထားရတဲ့လူငယ်200ခန့်ရှိနေပြီးတော့အေရဝတီရန်ကုန်ပဲခူးစတဲ့စစ်တင်နန်းကျောင်းတွေကိုစစ်ကောင်စီကလုံခြုံရေးအပြည့်နဲ့ညနေပိုင်းမှာပို့ဆောင်ခဲ့တယ်လို့သိရှိရပါတယ်။အခုကပေါ်တာဆွဲခံရတဲ့သူရဲ့ အုပ်ကြီးတွေကိုငွေပေးပြီးအခြားဒေသကငွေယူပြီးလိုက်တဲ့သူရဲ့များတယ်လို့စစ်ကောင်စီတက်တဲ့နီးစပ်သူတူက AR Times ကိုပြောပါရယ်။တင်းနန်းတရားမဲ့သူတွေကို AR တိုင်းဝင်ကြီးချုပ်နဲ့စစ်တိုင်းမှုတို့ကလာရောက်တွေ့ဆုံတယ်လို့လည်းစစ်ကောင်စီပိုင်းမီဒီယာတွေကသတင်းထုတ်ပြန်ခဲ့ပါရယ်။စစ်ကောင်စီမှာတက်သားအင်အားလိုအပ်ချက်တွေများလာတာကြောင့် ပြီးခဲ့တဲ့မေလ16ရက်နေ့ကအပတ်စဉ်73ကိုစတင်တင်နန်းပေးခဲ့ပြီးတော့တလမပြည့်ခင်မှာပဲအခုတင်နန်းအမှတ်စဉ်14ကိုထပ်မံခေါ်ဆောင်ခဲ့တာဖြစ်ပါတယ်။အရင်စစ်မှုရန်တင်နန်းတက်ရောက်ပြီးရှေ့တန်းမှာတည်ဆုံသူတွေများတာကြောင့်ထွက်ပြေးတိမ်းရှောင်မှုတွေများလာပြီးရက်ွက်နဲ့ကျေးရွာတွေမှာအကြောင်းမကြားပဲခေါ်ယူခံရသူတွေနဲ့ငွေယူပြီးလူစားထိုးခံရသူတွေများပြားလာတယ်လို့လည်းသိရှိရပါတယ်ရှင်။ အေရီတိုင်းရေကြီးမြို့နယ်ရေနသာစစ်စေးဂိတ်မှာစစ်ကောင်စီကအင်အားအလုံးကြီးနဲ့ခန်းစစ်ပြင်ဆင်မှုတွေရှိနေတယ်လို့သိရှိရပါတယ်။စစ်ကောင်စီအင်အားအပြည့်စစ်ရင်တန်းဆက်နစီဟာပြီးခဲ့တဲ့ဇွန်လ15ရက်နေ့မနက်ပိုင်းကအတုံးမြို့ကိုဖျက်ပြီးတော့ငတိုင်းချောင်းမြို့အနီးထိစစ်ရင်တန်းတွေဝင်ရောက်သွားတယ်လို့ဒေသခံတွေစီကသိရပါတယ်။ အမြောက်တက်ကြပြီးခွားဘက်ကနေပါအေးတက်ဖွဲ့တွေဝင်လာမှဆိုးတဲ့အတွက်ရေနသားစစ်စေးဂိတ်ကိုအင်အားအလုံးရင်ပို့ပြီးတော့ခန့်စစ်ပြင်နေတယ်အမြောက်တက်ထဲကိုလည်းလူဝင်အားတွေထပ်ပို့တာတွေရှိတယ်လေကြောင်းပစ်ကလည်းတောက်လျှောက်ပေးနေတယ်လို့ ARD Time ရဲ့သတင်းအရှိမြစ်ကပြောပါတယ်ပြီးခဲ့တဲ့ဇွန်လ7ရက်နေ့ကလည်းရေကြီးအမြောက်တက်အမတ်တ3လေးလေးကနေပြီးတော့လက်နက်ကြီးငယ်တွေကျုံမျောကိုအေးပေါ်ရွှေ့ဆိုင်ပြီးတဲ့နောက် ရေနသာစစ်စေးဂိတ်ကိုပါခန်းစစ်ပြုတ်လုလာတာဖြစ်ပါတယ်။အမြောက်တက်3လေးလေးကိုကောက်ွယ်ဖို့ကြုံမျော်ကနေစစ်ကူအင်အားတွေပို့ဆောင်နေပြီးလက်နက်ခရမ်းတွေတည်ယူပို့ဆောင်မှုတွေလည်းရှိနေတယ်လို့သိရပါတယ်။ငတိုင်းချောင်းနဲ့ရခိုင်ကွာလမ်းမပေါ်ကအမြောက်တက်သုံးလေးလေးတဝိုက်စစ်ကူလာတဲ့စစ်ကြောင်းနဲ့တော်လိုင်းတက်တွေတိုက်ပွဲအပြင်းထန်ဖြစ်ပွားနေပြီးရေနသာကိတ်ကိုပါမနေ့ကလုံချုံရင်အင်အားတွန်းမြင့်လိုက်တာလို့သိရပါဗျ။စစ်ကောင်စီကအမြောက်တက်နီးမှာလေကြောင်း drone နဲ့ စက်တက်လေတီးတွေတုံးပြီးဘုံကျဲတိုက်ခိုက်နေပြီးမြေပြင်စစ်ကူတွေပါ ပြန်လည်ပို့ဆောင်နေရတဲ့အတွက်တော်လိုင်းတက်တွေရဲ့ထိုးစစ်ဟာအဆုတ်အတက်ရှိနေတယ်လို့သိရပါဗျ။ ကြုံမျော်မျိုးကနေပြီးအမြောက်တက်သုံးလေးလေးနဲ့ရင်းနသာစစ်စစ်ဂိတ်ကိုဆင့်ရဖြည့်ဖို့အတွက်မြို့နယ်စီမံအချုပ်ရေးဖွဲ့တွေကစစ်မှုရန်တပ်သားတစ်စုဆောင်မှုပြင်ဆင်နေတယ်လို့လည်းသိရှိရပါတယ်။ဒါ့အပြင်ရက်တိုတင်နန်းပေးပြီးစစ်တင်နန်းဆင်းထားတဲ့ပြည်သူစစ်တွေနဲ့စစ်မှုရန်ဥပဒေနဲ့တင်နန်းဆင်းထားတဲ့တင်နန်းသားအစ်တွေကိုပါရင်းနသာဂိတ်ကိုပို့ဆောင်မှုတွေရှိနေတယ်လို့ဒေသတွင်းသတင်းရင်းမြစ်တွေကသိရပါတယ်။ စစ်ကောင်စီဟာရေနသာစစ်စေးဂိတ် ဖြတ်တန်းခွင့်ကိုအထူးကြက်မှတ်ထားပြီးတော့အခြေခံစားတောက်ကုံတွေတည်ယူခွင့်ကိုပါတင်းကျပ်ထားက73စီတည်ယူခွင့်ကိုလုံးဝခွင့်မပြုတော့ဘူးလို့သိရပါတယ်။စစ်ကောင်စီနဲ့ကြေးရွာအုပ်ချုပ်ရေးမှုတွေပူးပေါင်းပြီးအခြေခံစားတောက်ကုံတည်ယူခွင့်ကို၎င်းတို့ထောက်ခံစာနဲ့သာတည်ယူဖြတ်တန်းခွင့်ပြုနေပြီးစားတောက်ကုံတွေအာရခတက်တော် AC ရောက်ရှိသွားမှာကိုစိုးရိမ်ပြီးဒေသခံတွေကိုတားမြစ်ပိတ်ပင်မှုတွေပြုလုပ်လာနေတယ်လို့သိရှိရပါတယ်။ အေရီတိုင်းရေကြီးမြို့နယ်ငတိုင်းချောင်းမြို့မြောက်ဆန်းရွာမြောက်တက်34လေးမှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့အင်အားလိုအပ်ချက်ကြောင့်စစ်ကောင်စီကရက်ွက်နဲ့ကြေးရွာလုံးချုံရေးပြည်သူစစ်တွေကိုပါရှေ့တန်းကိုပို့ဆောင်နေတယ်လို့သိရပါဗျ။ ရက်တိုစစ်တင်နံပေးပြီးတင်နံဆင်းထားတဲ့ရက်ကြီးလုံကြုံရေးပြည်သူစစ်တွေကိုအမတ်တ3လေးလေးတိုက်ပွဲကိုပို့ဆောင်ထားတဲ့အတွက်တိစုံမှုတွေများပြားပြီးရေကြီးမြို့ပေါ်ကိုအလောင်းတွေပြန်လဲတည်ယူလာတယ်လို့ဒေသခံတွေစီကသိရပါတယ်တီရန်ကဆစ်မူရန်ဥပဒေကြောင့်မဲပေါက်တဲ့စစ်သားမဟုတ်ဘူးပြည်သူစစ်ရွာလုံးကြုံရေးဆိုပြီးခေါ်သွားတာတင်းနန်း9ရက်ပဲတက်ခဲ့ရတယ် လာတဂျိုတော့တုံးလေးလေးနဲ့ဝေးတဲ့မြို့ပေါ်ကလူတွေတည်ရင်တဂျိုတဲ့နေရာမှာလာတဂျိုသွားတယ်လို့ရေကြီးမြို့ကန်တူက ARD Times ကိုပြောပါရယ်ပြီးခဲ့တဲ့ဇွန်လ15ရက်နေ့ကအမတ်တတုံးလေးလေးတိုက်ပွဲမှာပြည်သူစစ်ရဲတပ်9ရက်တင်းနှန်းပေးပြီးပို့ဆောင်ခံထားရတဲ့ရေကြီးမြို့နယ်ရုံတုံကျေးရွာအုပ်စုကပြည်သူစစ်ကိုကျော်မြင့်ရဲ့ခေါင်းကိုဒရုန်းပုံထိမှန်ပြီးတေဆုံသွားတယ်လို့သိရပါရယ် စစ်ကောင်စီကပြည်သူစစ်ကိုကြော်မြင့်နဲ့အခြားအလောင်းတွေကိုကာတုံးစည်းနဲ့တည်ဆောင်လာပြီးတောင်လေတုတ်တန်မှာမနေ့ကဇွန်လ18ရက်နေ့လယ်ပိုင်းကတကြိုခဲ့တယ်လို့လည်းသိရှိရပါတယ်။စစ်ကောင်စီကရက်တိုပြည်သူစစ်တနန်းပေးပြီးခေါ်ဆောင်ခံရသူတွေကိုလည်းရေကြီးမြို့အနီးတုတ်တန်ထိတည်ဆောင်ကအမိန်ပြန်တန်းတွေနဲ့လာရောက်တကြိုသွားခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်သားတွေကအရာရှိတွေပါရုံတုံးကျောင်းမှာနာရေးပြီးတဲ့အထိနေသွားတယ်လို့ဒေသခံကဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ဇွန်လ17ရက်နေ့ညနေပိုင်းကအမတ်တ344မှာစစ်ကောင်စီနဲ့တွန်လိုင်းပူပေါင်းတပ်တို့တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်အချို့အထိနာပြီးတော့ကြုံမြုံမြို့ထိတက်ဆုပ်ပြေးမှုတွေလည်းရှိခဲ့ပါတယ်စစ်ကောင်စီကအမတ်တ344မကြစေဖို့ရေကြီးနဲ့ကြုံမြော်ခန့်လိုက်ရ36တို့ကထုံထုံအင်အားတွေအပြင်ရက်တို့စစ်တင်နန်းပေပြည်သူစစ်တွေနဲ့စစ်မှုရန်တင်နန်းဆင်းတွေကိုစစ်ကူပို့ခဲ့တယ်လို့သတင်းရင်းမြစ်တွေစီကသိရပါတယ်ရှင် ။ ARD တိုင်းလေမျက်နှာမြို့နယ်တဲနုကုန်းကျေးရွာနေမြေစခန်းကိုအာရခတက်တော် A နဲ့ပူပေါင်းတပ်ဖွဲ့တွေကသိမ်းပိုင်လိုက်ပါတယ်။ဒီမျက်နာမျိုးနဲ့အတွင်းကစစ်ကောင်စီတပ်တွေအခြေစိုက်ထားတဲ့သဲနုကုံကျေးရွာနယ်မြေစခန်းကိုဇွန်လ16ရက်မနက်ပိုင်းမှာတော်လိုင်းပူပေါင်းတပ်တွေကသိမ်းပိုင်လိုက်တယ်လို့ဒေသခံတွေစီကသိရပါဗျ။ရဲစခန်းသိမ်းခံလိုက်ရတာဟုတ်တယ်။မင်းကသိမ်းတာပါ။အတီးပြုတ်လို့ရပါတယ်လို့ AOR သတင်းရှင်းမြစ်ကပြောပါဗျ။ အဲ့ဒီနေမြေရဲစခန်းမှာစစ်ကောင်စီနဲ့ပူးပေါင်းတပ်ဖွဲ့တွေတက်ဆွဲနေရာယူထားပြီးစစ်ကောင်စီဘက်ကဝိုင်းထွဲလျင်တွေတုံးပြီးလေးချောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါဗျ။သဲနုကုံရဲစခန်းမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့မှထွက်ပြေးသွားပြီးရေပြူကြီးရွာမှာပြန်လည်အင်အားစုဆောင်နေတယ်လို့လည်းသိရပါဗျ။အလားတူရေကြီးမြို့နယ်အတွင်းမှာလည်းတိုက်ပွဲတွေဆက်လက်ရှိနေပြီးအမတ်တ၃လေးလေးအနည်းကိုစစ်ကောင်စီက လေချောင်းကနေပုံကျဲတဲ့အပြင်ဆက်တက်လေရီးတွေပါသုံးပြီးတိုက်ခိုက်နေတယ်လို့သိရပါဗျ။ရင်းနသာဂိမ်းနဲ့ကြုံမျောခလာရ၃၆မှာလဲခန်းစစ်ခန်းတွေထပ်မံတိုးချဲ့ပြီးလုံခြုံရေးအပြည့်ယူထားတယ်လို့သိရပါဗျရှင်။ရန်ကုန်ကနေအေရအတိုင်းဝါခင်မမြို့နယ်ကိုပြန်လာတဲ့လူငယ်တူဟာတကုံအေရအဝိပိကောင်းဝန်အတွင်းလိမ့်လဲခေါ်ဆောင်ခံခဲ့ရပြီးပြည်သူစစ်မှုထမ်းတင်တန်းကိုပို့ဆောင်ခံခဲ့ရတယ်လို့သိရပါဗျ။မောင်ထုံးမင်းလွင်ခေါ်ကိုမင်းဟာ ရန်ကုန်မှာအလုတ်လုတ်ကန်နေထိုင်ရင်း၎င်း၏ဇာတိမြေဖြစ်တဲ့အေယာဝီတိုင်းမြောက်မြခရိုင်ဝါခေမမြို့နယ်အထက်လက်ပံကျေးရွာကိုဇွန်လ၄ရက်နေ့နေ့လယ်ပိုင်းကပြန်လာစဉ်ဒဂုံအေယာအဝေးပြေးကောင်းဝင်အတွင်မှာလိန်လယ်၍ခေါ်ဆောင်ခံခဲ့ရခြင်းဖြစ်တယ်လို့မိသားစုနဲ့နေဆက်သူကပြောပါရယ်မောင်ထုံးမင်းလွင်ခေါ်ကိုမဲဟာဒဂုံအေယာအဝေးပြေးကောင်းဝင်အတွင်ကားဆောင်၍ခီးစဲနားနေဆောင်မှနေထိုင်စဉ်အမျိုးသားနှစ်ဦးအနာကိုရောက်ရှိလာပြီးငါးကံမှာအလုရမယ် တလကို၅သိန်းပေးမယ်လို့စီယုံခေါ်ဆောင်သွားတာဖြစ်တယ်လို့မိသားစုနဲ့နိဇတ်သူကပြောဆိုပါတယ်။မောင်ထွန်းမင်းလွန်ခေါ်ကိုမင်းကတအခုနေပြီးတော့စစ်သားစုဆောင်ရေးတဲ့ရောက်နေတယ်။သူ့ကိုအမျိုးသားနှစ်ယောက်ကငါကံမှာအလုပ်ရမယ်။တလကို၅သိန်းပေးမယ်ဆိုပြီးခေါ်သွားတာ။အခုဖုံးတွေပါတိန်ထားတယ်လို့စတဲ့အကြောင်းအရာတွေကိုပြောဆိုပြီးဖုံးချသွားတယ်လို့မိသားစုနဲ့နိဇတ်သူကအေးအောက်တိုင်းကိုပြောဆိုပါတယ်။လိမ့်လေခေါ်ဆောင်ခံခဲ့ရတဲ့မောင်ထွန်းမင်းလွန်ခေါ်ကိုမင်းဟာလှိုင်းသားရရက်စခန်းမှာ၄ရက်တာချုံနောက်ခံခဲ့ရပြီး ဇွန်လ9ရက်နေ့မှာတော့နေပြည်တော်ရှိတိုင်ရင်တစ်ခုကိုပို့ဆောင်ခဲ့ပြီးဇွန်လ10ရက်နေ့မှာမိသားစုထံပြန်လည်ဆက်သွယ်လာခြင်းဖြစ်တယ်လို့မိသားစုနဲ့နေဆက်သူကပြောဆိုပါတယ်။မော်ထုံးမင်းလွယ်ခေါ်ကိုမဲရဲ့မိသားစုများကနေပြည်တော်အထိလိုက်လံသွားရောက်စုံစမ်းခဲ့တော့လဲလက်ရှိအချိန်ထိစုံစမ်း၍မရသေးကြောင်းမိသားစုနဲ့နေဆက်သူကဆက်လက်ပြောဆိုပါတယ်။အလားတူပြီးခဲ့တဲ့2024ခုနှစ်ဩဂုတ်လပိုင်းကလည်းအရာဝတီတိုင်းဟင်းထရခရိုင် ။အေကဘူမြို့နယ်ကနေရန်ကုန်မြို့တောင်အုပ်ကလာဖနတ်ဆိုင်ကိုတွားရောက်အလုပ်လုပ်ကင်တဲ့လူငယ်တူဟာရန်ကုန်မြို့သို့ရောက်ရှိပြီး ကားပေါ်အစင်းမှာပဲဘေးတွင်မောင်းသူနှစ်ဦးကလိန်လဲခေါ်ဆောင်ပြီးပြည်သူစစ်မှုထမ်းတင်တန်းကိုပို့ဆောင်ခဲ့ပါသေးတယ်။ရှေ့တန်းမှာစစ်တီအင်အားလုံနေတဲ့စစ်ကောင်စီတပ်ဟာပြည်သူစစ်မှုထမ်းတင်တန်းသားတင်များရရှိရေးအတွေ့နီလန်အမျိုးမျိုးအုံပြူကဖန်စီလိန်လဲခေါ်ဆောင်နေပြီးတပ်မတော်တပ်မြင့်လေးကြီးအကြောင်းကိုပို့ဆောင်လျက်ရှိပါတယ်။ဒါအပြင်စစ်ရှုံးစစ်ကောင်စီဟာ မြန်မာပြည်အနှံ့အပြားတော်လိုင်းတက်ဖွဲ့ဝင်များတိုင်းရင်းသားလက်နက်ကင်တော်လိုင်းတက်ဖွဲ့များရဲ့ထိုးစစ်ဆင်မှုကိုခံနေရပြီးစစ်မှုထမ်းအကျုံးဝင်တဲ့လူငယ်တွေကိုစစ်မှုထမ်းခြင်းဖြင့်တိုင်းပြည်ကိုကာကွယ်ဆောက်ရှောက်ကြရတဲ့မျိုးချစ်စိတ်ဓာတ်အပြည့်အဝထားရှိကြရန်၎င်းတို့ရဲ့ဝါဒဖြန့်မီဒီယာတွေကနေနေ့စဉ်လှုံ့ဆော်လျက်ရှိပါတယ်